အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel ကနေနေထွေးစာချူဆွလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ size ဆံမုပ်ဥနေရေးသားထားတဲ့သူတ္တိဆိုတဲ့ဥတ္တိုလ်လေးကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြေးကြပါခင်ဗျာသူတ္တိတငယ်ချင်းအဖန်းခဏရတော့တရင်ကိုကြားသည်နှင့်မနေ့ကမှဆုံသွားသည့်နောက်တငယ်ချင်းကိုချက်ချင်းမြောင်သွား၏ရှင်ထဲမှာနှစ်ခနဲလိုက်ခနဲဖြစ်ဖြစ်သွားပြီးလျှင်သူ့အလက်ရောက်လာတော့မလားဟုသောအတွေးကတထိတ်ထိတ်စောင့်ဝင်လာ၏ လက်ကဂျာကင်၏အတွင်းအိတ်ကပ်ကိုအလိုလိုကင်ထားမိသည်အိမ်အမြန်ရောက်မှဖြစ်မည်ခြံဝင်းထဲဝင်လဲဆချီလန်းကိုရက်လိုက်၏ချွေးစည်းတွေကိုလက်ဖုံးမိုးနှင့်တုတ်ပစ်ပြီးခြံပြင်ကိုရှောင်လာခဲ့သည်ဆင်ဆင့်ခြံအပြင်ရောက်သည်နှင့်လမ်းမပေါ်ရောက်၏မိုးချုပ်လူပြီးမိန်မောင်နေသည့်လမ်းကိုရှစ်တမျော နောက်တမျောလမ်းချီသည်နားရီဥနေ၏ဥနေသည်ဟုသူထင်သည်လက်ကအိတ်ကပ်ထဲရောက်သွားသည် ထို့နောက်လက်ထဲပါလာသော တလက်မသာသာပလတ်စတစ်အိတ်ကြီးလေးကိုတကြွိကြွိကိုက်ဖောင်မိသည် ထိုအိတ်ထဲမှရင်ဖောင်စိဘိန်းစင်ဘိန်းစင်အစီအနစ်ကိုပြုပြင်ချက်လုပ်ထားသောကြွက်ချီးတံတန်ဘိန်းမဲစင်များကိုချွေးပြန်နေသောလက်ဖွားဆူဆူရင်းတုံချလိုက်၏ညုံနှင်းပင်သူ့အကျဉ်တိုင်းနန်းရှိုက်လိုက်ခြင်းသည့်ဆန္ဒကြောင့်ကော်ဖီခါခါအနံ့ကို ရှုမိတရားထင်လာ၏တတွေးတစ်ချက်မြုံမိသည်ထို့နောက်လက်သီးကိုဟုတ်ခနဲ့ဆုပ်၍ဘေးဘီကို မလုံမလဲကြည့်သည် လက်ဝဲထားရှိမှုသုံးစွဲမှုခေါင်းထဲကိုစောင့်ကနေဝင်လာသည့်ပြစ်မှုများကြောင့်လက်ထဲကရင်ဖောင်များကိုမောင်စလမ်းပေါ်ပြစ်ပေါက်ကျဲပယ်လိုက်၏ထို့နောက်သူ့ခြံဝင်းထဲအပြေးတစ်ပိုင်းဝင်လာခဲ့သည်အိမ်ထဲမှာဖျောက်ဖျက်စရာတွေကျန်သေး၏တထက်အိမ်လေးပေါ်သူတက်လိုက်တော့အိမ်အိုလေးကညီးသည် သူ့ပစ္စည်းတွေရှိသည့်နေရာကိုတန်းသွားလိုက်၏မဲဟီအုံမိုင်းသောအခန်းချောက်ကြောက်ကြည့်ဓာတ်မီကိုနှိပ်ဖွင့်လိုက်ရသည် စုသောမိဘဝအောက်တွင်ပစ္စည်းတွေက တုံးလုံးပလဲတင်းနေကြက်နေသော စိတ်ကိုဖြေချော့ဖို့လေကိုရှော့ကနေရှူထုတ်လိုက်သည်ပြီးလျင် ပထမဆုံးကောက်ယူပွေဖိုက်လာသည်ကတော်ပါဘူးထို့နောက်နှုတ်မုတ်ဘူးလေထို့နှုတ်မုတ်ပြီးတဲ့၌ခပ်ပုံချက်ရရင် ရောနောရသည်ကွန်းညိုချောက်ချောက်အမြင်မွားများထဲထားသည်ထို့နောက်ချေးဝါစွန်းနှင့်ကကြီး ခပ်ပုံချက်ပါမျက်ပါများခဲ့သဖြင့်ထိုရောက်ချုံဇွန်းကြီးနှင့်ကက်ကြီးဖျားတို့မှာဘိန်းစီတွေညူပုတ်၆ကန်နေပြီပြီးလျင်ခတ်တန်နဲ့အရက်ပြန်ဘူးသူကအရက်ပြန်ဘူးကိုချက်ချင်းပြန်ချလိုက်သည်အိမ်တိုင်းမှာစောင့်ထားနိုင်သည့်၎င်းကိုဝက်သိမ်းနေဖို့မလိုအဖျားပိုင်းတွင်ဘိန်းစီများကပ်ပေနေသောခတ်တန်လေးနှချောင်းကိုမူအစဖြောက်ထားမှဖြစ်မည်ထိုထိုသောပစ္စည်းများတွေကိုဖယ်ရှားသိမ်းနှုတ်လိုက်သည့်အခါသူ့အိမ်သည်မော်ဒီတာရှိ တမန်အိမ်စုပ်တစ်လုံး၏ရှုပ်ပွမှုမျိုးနှင့်ဆင်တူသွားပြီးဖျားစင်အောက်တွင်မဲညင်ညင်ခေါင်းအုံးတစ်လုံးနှင့်ခေါင်းမထားသောခေါင်းမထားသောအညာဆောင်တစ်ထည်ရှိသည်၎င်းတို့ဘေးတွင်ကြီးအထက်ထက်နှင့်ညိုထိန်နေသောဖန်ခွက်တချို့ရှင်ရွေးတပ်ပူလေးတပူဖျောင်းနိုင်တို့အစာများနှင့်သတင်းစာအဟောင်းများပြန့်ကျဲစွာဖြင့်သူ့အိမ်သည်နေသားချနေ၏ကျွတ်လျှောက်တန်းပေါ်တွင်မောက်နေသောစလိတ်ပြာခွက်နှင့်ဆေးပင်လိပ်တို့များဟိုကြတီချနေလေပူတွေကို တခါရှိုက်ထုတ်ပြန်ရင်အိမ်နောက်ဖက်ပြေးကပစ္စည်းတွေတိုးဝဲလိုက်အိမ်ပေါ်ပြန်တက်လာတော့လူက အပူလုံးတရှိန်ရှိန်ကြွနေပြီချွေးတွေကမျက်နှာမှာတီးနေ၏ရှင်ဘက်နှင့်ကြောတို့လည်းရွှဲနေသည်ကျမ်းပေါ်ထိုင်ဖို့ပြင်ပြီးမှမာချက်ချက်ခေါင်းအုံးကိုဆွဲယူ၍လဲအိတ်လိုက်သည်ကျန်းကင်းသည်ကျွတ်ကျွတ်မြည်သွားပြန်၏ခေါင်းအုံးမှဖုံအနှံ့ကိုမှုန်းခနဲရသည်ဒီနေ့ကစပြီးဘိန်းဖြတ်တော်မူ ဤသို့အကြမကြတွေးကစန္ဒာကိုချုပ်လိုက်၏တကြိမ်မြဘိမဖြက်ခဲ့ပြီးတော့ငါယခုဖြစ်နိုင်မည်ကိုယုံကြည်နေသည်သူတို့တငယ်ချင်း၃ယောက်တွင်အသက်၁၈နှစ်ကလေးကဘိန်းရှူခဲ့တော်သူသည်တက်တန်းအကြမြင်ဆုံးဖြစ်သည် သူတို့သူကစီးရှိသည်ဘိန်းကိုရမက်ပြေယုံသာရှူသည်ယင်းကြည့်အောင်မရှူထို့ကြောင့်ထင်သည်ယခုလို၁၀နှစ်ကျော်သည်အထိသူဥပဒ်တစ်ခုမှမဖြစ်ခဲ့ တည်သွားသည့်သူတငယ်ချင်းတယောက်ကမူစိတ်အလိုလိုက်သည်ရှုပင်းရင်ထက်ရှုခြင်းနေခဲ့သည်ညာတီထဲများများပို့ရှုခြင်းသည်ဘိန်းဆွဲပြီးသုံးလမြကြာလျင်ထိုတငယ်ချင်းကရှုနေရသည်ကိုဘဝင်မချဖြစ်လာသည်အလေအလွင့်များလွန်းသည်ဟုအမြဲပြောတတ်လာသည်ခပ်ပုံချက်လျင် ဖြစ်စေရှုနေစဉ်ဖြစ်စေအငွေ့များအလဟတ်သက်ဖြစ်သွားရသည်ကိုသူတငယ်ချင်းကနှမျောခဲ့သည် ရင်းဖောင်၁၀စီကိုချက်လျင်ပင်ရှူသည့်အခါ၆စီ၇စီစာလောက်သာရှူရသည်ဟုညှိတတ်သည်ထို့ကြောင့်ဘိန်းကိုကွန်းနှင့်ရောချက်မနေပဲဓာတ်ရိုက်မြုပ်ပြေးလိုက်ဖို့တာဆူခဲ့သည်သူကတားသေးသည်သို့တော်ထိုတငယ်ချင်းသည်မနေ့ကပင်သူ့ကိုရ၌ဘိန်းမြို့ပြေးလိုက်သည်ဘယ်နှစီမြို့ချလိုက်မှန်းသူမသိအသက်သေးလောက်အောင်အထီဖြစ်သွားခဲ့သောကြောင့်များတော့များရလိမ့်မည် အလေအလွင့်လုံးဝမရှိတော့သည့်ဘိန်းတို့သည်၎င်းတို့၏အာနိသင်ကို သူတငယ်ချင်းအားအပြစ်အဝပြသွားခဲ့ပြီးထိုတရင်ဆိုးကိုကြားလိုက်စဉ်ကရှင်ထဲမှာတိတ်တိတ်နှင့်နှင့်ထိရှာသွားသည်ကျန်တငယ်ချင်းတယောက်၏မျက်နှာသည်မဲခနဲငယ်ခနဲဖြစ်သွား၏ကန်ဆိုးစွာနှင့်ထိုတငယ်ချင်းသည်လည်းရှင်ညရင်ပင်တနေရာ၌အဖမ်းခံခဲ့ရပြီးရှင်နေစဉ်လက်ပူးလက်ကြံမိသွားတဲ့ဒီကောက်အတွက်မလွယ်သူက အဖမ်းခံရမည်အစား တေတာတည်လိုက်ခြင်းသူဖြစ်သည်မတည်ခင် အချင်းအချက်ထဲစိတ်ဆင်းရဲရမည်အဖြစ်ကို သူမလိုလားချေထို့ကြောင့်ဒီနေ့အခင်းဖြစ်ပွားချိန်၌ဘိန်းဝယ်ဖို့အရေးကြောက်ရှာထွက်နေခဲ့သည့်စိတ်ကူးလေးကိုသူယေရှုတင်မည်သည်တငယ်ချင်းအဖမ်းခံရသည်ဟုသိရစဉ်သူ့အိတ်ကတ်ထဲမှဝယ်ထားပြီးသည်ယင်ဖောင်ထုံနှင့်တွေ့ပြီ၍ဘိန်းတွေသူ့လက်ထဲရှိမနေဖို့လုံမိလောက်ရလုပ်ပြလိုက်သည်နေုံတလောက်လို့ပေါ်ရလို့လား အတန်ကြာငြိမ်းစိတ်နေခဲ့ပြီးမှခုခုကို ပြန်မိလိုက်သည်ဆင်ဆင်ဒီအရက်တွင်အများစုကဒီကိစ္စနဲ့မကင်းရောင်းမီဝဲမီသုံးဆွဲမီတချို့ကဒီလိုရောင်းဝယ်သုံးဆွဲမှုမရှိတော့လဲရောင်းဝယ်သုံးဆွဲနေသူတို့နဲ့တော့အဆက်ဆက်လုပ်ကြရသည်ထို့ကြောင့်မြင်တွေ့ကြားသိနေရမည်ပင်သူတို့တွင်တဝင်းသီးစွာတိုင်တန်းတက်သူမျိုးအလွန်အလွန်ကိုနေပြီမည်ပြောရရင်ဤတို့ထိန်ချံနှုတ်ပိတ်နေခြင်းကလည်းဒီမှုခင်များနဲ့မကင်းရှင်းဟုဆိုနိုင်သည် အခြေအမြင်ရှိမရှိမတွေးချင်သေးတော့လေဒီအတွေးကသူ့ကိုဘဝင်ခွေစေ၏သူချက်ချင်းပင်ပေါ်ပါရှင်ကြီးလာသည်လူလဲထပြီးခြံရှိကိုပြေးထွက်လိုက်သည် အိမ်ရှိလမ်းပေါ်မှဆိုင်ကယ်နှစီမီတဝင်းဝင်းတဝူးဝူးနှင့်ဖြတ်သွားသည်ကိုတွေ့၏သူကကြောက်ကြည့်ဓမီကိုပြန်ယူသွားလေသည် သူအိမ်သည်လာပြီးငားထားရခြင်းဖြစ်၏ အိမ်ဟုဆိုရတော့လဲသူ့အိမ်ကလူနေရက်ွက်နဲ့အနှဲငယ်ဝေးသောဟင်းရွက်ချံဟောင်းတစ်ခုထဲမှာစောက်ထားသည့်ခြံစောက်တဲတိတိလေးသာဖြစ်သည်ကားလန်ခွေကြီးတလျှောက်သူ့အိမ်တလုံးသာရှိသဖြင့်သူကကျင်းနဲ့စွာငားရမ်းခဲ့ခြင်းပြီးရှခင်ဒီအိမ်မှာသူတို့တငယ်ချင်း၃ယောက်အမြဲလိုလိုဆုံးဖြစ်ကြသည်ဘိန်းရှူကြသည်တခါတည်းရန်အိမ်မှာအိတ်သွားကြသည်ယခုတော့သူတကိုယ်ဒီဝတ်ထားသည့်ပစ္စည်းတွေကိုလည်းပြန်ယူခဲ့ပြီး သူကမောက်ထားသောစံကစ်ဖြော်ရည်ဘူး၏အောက်ခြေဘက်အချိုင်ထဲမှာအရက်ပြန်နှစ်ထားသောဂုံးကိုထက်ပြီးမိချင်းနေချင်လိုက်သည်မိကလွန့်ခနဲတောက်ပါလာ၏စောစောကလမ်းပေါ်တွင်ခဲရခဲစဉ်ပြန်ရှာတွေ့ထားသောရင်ဖောင်သုံးစိကိုကြည်စွန်းတဲ့ထက်သည်ရှင်နေနေရောသည်လက်ခလန်နှင့်ဖိချေသည်တမအောင်ဆက်မွေသည်ဇွန်းကိုမိတောင်နုနုပေါ်တယ်လိုက်စဉ်သူကဟက်ခနဲတစ်ချက်ရည်သွန်း၏အော်ငါနဲ့ပူတိုက်လိုက်တာဒီလိုနေရာမျိုးမှနေပြီး တစ်နေ့၄90ပေါက်လောက်လေးဘင်းရှူတာပါဖြစ်မှာတော့ကွာဒုတိယအကြိမ်ရင်းမိစဉ်အပြင်မအတန်တို့ချောင်းလူကတင်းကနေဖြစ်သွားသည်ခြေနှကားမှာတက်ထားသည့်နှိုးစီခွဲခလောက်တံများညံနေပြီးခြေနှကားကိုပိတ်ထားသည်မှာတည်ချသည်သို့တော်မရမကတွန်းခါနေတံကလည်းတည်ချသည်ခြေစွန်းထဲကညို့ပုတ်ပုတ်ဘင်းတွေ တပွက်ပွက်စုထနေသလိုရင်ထဲမှာလည်းတောကနဲ့ပွက်စုသွား၏အရက်ပြန်မီကိုလက်နှင့်ကမန်းကတန်းဖိငိမ့်ပြစ်သည်ခလောက်တန်တွေခက်ပြင်းပြင်းလှုပ်ခတ်သွားပြန်၏လာပြီးပြလာပြီးပြဟုသူလန်းအော်သည်အတန်ကတုံနေ၏ဒီစွန်းဒီပောက်စွန်းကြီးကိုပြန်မပြည့်ရမလဲမျက်လုံးအစုံကနေရာတစ်ခုကိုကြီးကန်းတောင်းပေါက်ရှာသည်စောစောကထဲလျင်သော လက်ချီတို့နှင့်ပစ္စည်းတွေကိုတိမ့်နိုင်ဖို့သူအားထုတ်၏ခြေနှကားမှထက်၍ညံသွားသည် လှုပ်ရှားမှုတွေ ကမောက်ကမဖြစ်ကုန်သည်အတွေးတို့ထုံထိုင်းကုန်သည်ဂျေဆုံသည်အဝိတ္တတားရဲ့ရောက်သွား၏နောက်တော်ပါဘူးကွန်ဘူးဟာကတ်ကြီးကတ်ကြီးကြံသေးသည်ခတ်တန်တွေရောခလောက်တန်တွေကြားပြန်သည်သူအိမ်ပေါ်ကအစင်းပြေးလာခဲ့၏ငါဆွဆွကလေးကဖြတ်မယ်ဆိုပြီးဖြတ်လိုက်ရင်ကောင်းသားကွာတော်ပြီတော်ပြီတကယ်ဖြတ်လိုက်တော့မယ်သူ ဖနှက်ပါမလန်မန်းတကားဝရောက်มาတည်သည် တက်မီလဲယူမလာခဲ့သို့တော်မလို့အပ်တော့ခြနကားကိုအတင်းတွန်းနေသူကသူ့ခွေနှက်ကျော် သူတကားဖွင့်ပြလိုက်သည်မင်းကွာရှက်ပြီးပိတ်ကံပြလိုက်သည်နှက်ကျော်អော်ပြီးအင်းအောက်ပြေးဝင်သွား၏ခြနကားပိတ်ပြီးအိမ်ပေါ်ပြန်တက်လာစဉ်စိတ်က တလွန့်လွန့်လွတ်လပ်သွားပြန်သည်အဝိတ္တတာကိုဖွင့်လိုက်တော့စိမ့်ရွှေပြင်းရှသော ရနံ့ကိုစူးတူးစွာ ရှူလိုက်ရသည်ခါတက်တဲ့ကော်ဖီနံ့ကိုရှူလိုက်ရသလိုသူခြေနဲ့နေ၏ တော်သေးသည်မောက်မတော်လို့ပစ္စည်းရတစ်ခုချင်းပြန်ထုတ်လိုက်သည်ခဏအတွင်းကျေးစွန်းကိုမိနစ်ပြန်တည်ဤဘိန်းစီတွေဆေးပြပြဖြစ်လာသည်ကိုအယတန်ခံပြီးကြည်နေမိသည်မိန်မူမျောလွင့်ခြင်းစရာအနှံ့ကိုတက်ဆိုင်ဆိုင်ရှူမိပြန်တော့ရအောင်ရခဲစည်းစိမ်ကိုခန်းစားလိုက်ခြင်းပြီသူကကျေးစွန်းထဲသို့ကွန်းအနေစုကိုဆွဲထည့်လိုက်သည်ထို့နောက်ခက်တံတစ်ချောင်းကိုယူကာဒူဒရန်အသုံးပြု၍ ကွန်းနှင့်ဘိန်းစီများကိုတမအောင်လောထွေးရောမှုရင်ဒီအခိုက်တန်လေးကိုသူပြောမွေ့နေပြန်သည်ပြီးလျင်စေးထန်းညိုးမောင်နေသောကွန်းအထွေးလိုက်ကို ရှင်မျောလေးရအောင် စိတ်အေးလက်အေးပြုပြင်ပေးနေလိုက်သည်သူစိတ်ချိုင်အနေထားရောက်သည်နှင့်အလုံးတိတိလေးတွေဖြစ်သွားအောင်ကက်ကြီးငင်တစ်ခုချင်းတေချာအောင်ညက်လျက်တရင်စာဟောင်းတစ်ခုပေါ်တက်တက်ရရပုံနေတော့သည်မင်းခပ်ပုံညက်နေတာပြီးရောပြီးအောင်မလားနားနဲ့ဆက်ဆက်ကြီးကြားလိုက်သည်ဖြင့် ဘေးဘီကိုမလုံခြုံစွာကြည့်လိုက်သည်ကြက်တီးကမစီမဆိုင်ပါပဲတဖြည်းဖြန်းထသွား၏အရာအလုံးနေမြဲအတိုင်းပင်သို့တော်သူမမြင်တော့သူတယောက်ယောက်သူ့အနီးမှာရှိနေရောသလားအတန်းကို သူရင်းနှီးလုံးတော်လဲဘသူအတန်မှန်ဝေခွဲမရလိုက်တေသွားသည့်တငယ်ချင်းအတန်လားအဖမ်းခံရသူ၏အတန်လားသို့မဟုတ်သူ့ကိုယ်ရဲ့အတန်များလားအတွေ့အထိရုပ်တရက်မြုပ်ဝင်သွား၏တစောင်းလဲချလိုက်သည်ကို ခန္ဓာနှင့်ပူးချီကွာချီဖြစ်နေသော သူစိတ်ကဝေဝါးစွာတည်နေပြန်သည် သူလက်ကအလိုလိုပင်တော်ပါဘူးလေးကိုဆွဲယူသွားသည်သူအတိပြန်ဝင်လာ၏အာယုံကတော်ပါဘူးထဲရောက်သွားပြီဒီတော်ပါဘူးလေးအားသူဘိန်းဆရှူတက်သည့်အချိန်ကလေးကသုံးဆွဲခဲ့သည်ကို သူတတိယသည် အော်ရှခုတီအတစ်သုံးရံပင်မလို့ခဲ့သူကတော်ပါဘူးအောက်ပိုင်းမှထိုးထွက်နေသောဝါးတပေါက်ထဲသို့ခပ်ပုံတပေါက်ကိုဖွတ်ဖွတ်ထိထဲလိုက်သည် ထွန်းတော်သူပဆက်ကိုတော်မာဘူးကြီးထိတ်ဝရင်ဖိဝင်နှိပ်ကက်လိုက်ပြီး ခပ်ပုံကိုမိချင်းနဲ့ချစ်ဆိုင်ကတော်ပါကို အပတရာရှူဆိုင်ဆုပ်ပြစ်လိုက်သည်တော်ပါဘူးလည်းထက်ထားသောရှင်များကလောက်လောက်ပွက်ထတဲ့ကိုပြန်ချနေရ၏သူတော်ပါဘူးမှခွာလိုက်သည်သူပဆက်နှင့်နှကောင်းပေါက်တို့မှဖြူမုံဖြူမိုင်းမိုင်းအငွေ့များလုံငနေရှန့်ထွက်သွားကြသည်ကို သူသဘောကျစွာငြေးကြည့်နေ၏ ထို့နောက်တပေါက်ထက်ထက်ရှူပြန်သည်ဒီတိုင်းဆိုရင်ရင်းကြီးဖို့မပြောနဲ့သူ့ပုံမှန် limit ကိုပင်ရောက်မိမထင်နှမျောလိုက်တာဟာငါဘာလို့ပောက်ပိုတွေတွေးပြီးလှုပ်ပြခဲ့ရလဲကွာမနေ့ပြန်ကြောက်သေးချာချာမြည်ပြီးလင်ဘိန်းဝင်မြည်ဟုတ်တယ်သို့တော်သူတစ်ခုကိုတွေးမိပြန်သည်ငါဒီဘာမဟုတ်တဲ့ဘိန်းကိုဘာကြောင့်ဆွဲလန်းနေရတာလဲလူကမိန်မောစွာမျိုးလုံးမိတ်ဆင်းထားတော့လေအတွေးကတမျောမျောနဲ့သူဒီဘိန်းရှူဖို့ကြောက်ရှာနေခြင်းလားမဟုတ်လင်း ဘိမ့်မရှူရရင်သူ့ကိုယ်လက်တွေညောင်းသည်သူမတူအောင်ညောင်းသည်ကြိုက်ခဲသည်ပင်မန်းနဲ့တန်းချောင်းငါဘိမ့်ရှူတာပဲသူသည်အလုံးလုံးရန်တက်တက်အတွေ့ဘိမ့်သုံးဆွဲနေခြင်းလားဟုတ်နိုင်သည်ကြောက်ရှာဖို့ဘိမ့်ရှူသည်ဘိမ့်ရှူဖို့ကြောက်ရှာနေသည်မဟုတ်ဒီလိုတွေးလိုက်တော့သူကသဘောကျစွာပြုံးမိသည်ဘိမ့်ဆိုသည်ကကောင်းသည့်အရာမဟုတ်သူပြုံးမိပြန်သည်တို့တော့တေချာစီစစ်လျင်မိန်းကသူ့စီပွားရေးဝထိခိုက်သည်ဆက်ရှူနေလျင်အဖမ်းခံရမှာကိုလည်းကြောင်းကြရသည်သည်အဖမ်းခံရမည် သူ့အပြုံးကတိခနဲပြောက်သွား၏စိတ်ပြဲမှုကသူ့ကိုအကြားလက်မရှိအုံမိုးသွားသည်ဒီဘိန်းအတွက်သူ၏ယုံခံရမှု သူ၏တတ္တိသူ၏တည်ငြိမ်ခံရမှု သူ့တောကများကိုတလိုက်လိုက်တပြင်းပြင်းတွေးမိတော့ရမက်တစ်ခုကပက်ချဲ၆ခန်းသွားသည်ဆန္ဒတွေတထောင်တောင်ပြတ်တောက်ကုန်၏ဥပိ္ပခာရင်နှွေးကနေပူကနေမြင့်တက်လာသည်သူ၏ငါးဘူးမြောက်တော်ပါဘူးကိုပြစ်ခွဲလွတ်ပေါက်လိုက်သည်ငါးလအတွင်း၌ထီတစိန်တွင် တော့သူပြန်၍တည်ငြိမ်သွားပြီ။ဆော့ဆော့ကပင်ပြင်းထန်သောစကွင်းတစ်ခုမှလွတ်မြောက်လာရသူလိုစိတ်လက်ပေါ်ပါနေပြန်သည်။ကော်ဖီခါခါနှံ့တွေကိုသူမကြိုက်တော့ဗိန်းကိုစိတ်ပြက်ကြီးပြက်၍ထိုမှအလိုယုံရန်တတ်တူပြဝင်နေသည်။သူစလိတ်များကိုသာဖိတောက်နေတော့၏။သူဗိန်းကိုကြောခိုင်းလိုက်နိုင်ပြီ။ဂျေဆွန်ကွန်းအနှဲငယ်ချန်သေးသည့်နှုတ်မဘူးကက်ကြီးနှင့်ခတ်တန်ဟောင်းတို့ကိုလွတ်ပြဖို့သူခဏခဏတတိယမိတတ်သည်။၎င်းတို့သည်အိမ်ဤတနေရာတွင်ရှိနေဆဲဖြစ်ပြီး သူတတ္တိအားသိတူဆန်လျက်ရှိသည်မဟုတ်နေစတပ်ပြမှာတော့ဇိုက်ဆာကူကလည်းဆယ်မြောင်ရေးသားထားတဲ့ခေါ်တန်ဆိုတဲ့ဝတ္ထုတို့လေးပါခင်ဗျာဆက်လက်နှဆင်ပြချပါခင်ဗျာခေါ်တန်လိုင်းကလေးတွေဖွေးကဖွေးကပြတော့ကောင်းခင်အောင်မှချစ်စရာစီစာသူလည်းကိုသူကရှင်တွဲကြည့်နူအာယဝန်တာလန်းဝေဖြား ျုပ်တို့ချစ်သူနှုတ်ဦးတချင်းလေးတွေတညင်းကြီးဆိုပြီးအကြီးစိုက်နေတဲ့နေရာလေးကတော့နှစ်ပေါင်း15တန်းချော်တန်းရှိနေပြီဖြစ်တဲ့ AR မြကြီးရဲ့မင်းကွန်းဒေတာနဲ့ကြောင်မြောင်းဒေတာကြားမှာရှိတဲ့တောင်မြင်တစ်ခုနဲ့နီးတဲ့နေရာလေးဒီနေရာမှာပေါ့ဗျာကျုပ်တို့ချစ်သူနှုတ်ဦးနဲ့အတူတငယ်ချင်းတွေလည်းပါကြတယ်ဒီနေရာလေးကိုကျုပ်တို့ဒီနေ့ရောက်လာရတဲ့အကြောင်းကတော့တနေ့ကကျုပ်တို့ဒေတာကိုလေ့လာရခီးလာသွားတဲ့အလန်းညွန်ကိုညံချယ်လေးပြောသွားတဲ့စကားတစ်ခုချလိုက်ရလို့ပါသူစကားအရာ သူမနဲ့ပြန်သူ့နိုင်ငံခြားသားဧသည်ရီနဲ့ချီလိုမင်းလိုဖျားနာကရေကန်ဘောင်ဘောကနေပြီးပကံရဲ့ဆမ်းဆက်ကိုကြည့်ကြမယ်တဲ့သူ့ရဲ့အဲ့ဒီစကားကိုကြားမိလို့ကျုပ်တို့လည်းမင်းကွန်းရဲ့ဆမ်းဆက်ကြည့်ရအောင်ဒီညလေးကနေပြီးနေဝင်ချိန်ကိုစောင့်ကြည့်မလို့ပါအချိန်ကစောနေသေးလို့ကျုပ်တငယ်ချင်းတွေအပြင်းပြောင်းလို့ကျုပ်တို့ချစ်သူနှုတ်ဦးကသူတို့တွေကိုတချင်းဆိုပြီး love song လေးတွေလုပ်ပြနေတာမိတ်ဆက်ပေးရပါဦးမယ်ကျုပ်ကဒီ earring မြကြီးထဲမှာနေတဲ့လက်ဖိုင်းတစ်ကောင်ပါနာမည်က ဘို့ထောင်ကြီးတဲ့ဟောတာကကျုပ်ချစ်သူဘေးစင်မဟောတာကကျုပ်ညီပွားလပိုင်းညီနော်ဟောတာကကျုပ်ညီမလေးမိတုံမသူလေးကလည်းကျုပ်ရဲ့တငယ်ချင်းပဲကုတ်ထင်ပါတဲ့ဒီနမဲတွေအားလုံးမင်းကုန်းရဲ့ကြောင်မြောင်ဂျားမှရှိတဲ့ရွာကလူတွေပြေးသွားကြလားကျုပ်ရဲ့ဘိုးကြီးကထောင်နေပြီးကြီးလို့ကျုပ်ကိုဘို့ထောင်ကြီးတဲ့ကျုပ်ချစ်သူကြတော့ခနာကိုရဲ့ဘေးနှက်ဖက်မှာအဆင်းတွေပါလို့ဘေးစင်မာတဲ့ ။ဟိုညီပါနဲ့ကောင်ကြတော့အမြဲတွေ့ရဲနေကြလို့တဲ့။ရေပေါ်ပေါ်လာရင်လည်းအမျက်နှာကောင်တွဲပြီးပေါ်ပေါ်လာတက်လို့ကျွေးညင်အောင်တဲ့။ကျုံညီမလေးကြတော့အမိကနည်းနည်းတုံနေလို့မိတုံပါတဲ့။ဟောဒီကျုပ်ရဲ့တငယ်ချင်းမကြတော့ကုန်းမှာအထစ်လေးဖြစ်နေလို့ဂုတ်ထစ်ပါတဲ့။အဲ့လိုကျုပ်တို့ရဲ့ခန္ဓာကိုယ်ပုံမှန်တံတန်နေထိုင်ပုံကိုကြည့်ပြီးနာမည်တွေပေးထားကြတာဗျ။ဒါပါ။ဒါတွေကအရင်မကြည့်ပါဘူး။အမည်နာမတွေပဲကျုပ်ခင်ဗျားနဲ့တွေ့တော့ပြောချင်တာက ကျုပ်တို့ဟာရှားပါးစပြုနေပြီဖြစ်တဲ့ပြုလာပြီဖြစ်တဲ့ရင်းနေနှုတ်တိုက်တတော်ဝါတမျိုးဖြစ်လို့နိုင်ငံတော်ကမင်းခွန်းဒေတာနဲ့ကြောင်မြောင်းဒေတာချာမှာတန်းခတ်ထင်းထင်းကြီးအဖွဲတွေနဲ့ထင်းထင်းဆောက်ရှောက်ထားတဲ့ကဘာကျော် area လပိုင်းတွေပါကျုပ်တို့ကလည်းအဲ့ဒီ area area ထဲမှာပဲအနေများကြရတယ်လေကျုပ်တို့ရဲ့အဓိကအစားကတော့ငါအကောင်တိတိလေးတွေဖြစ်ပြီးများသောအားဖြင့်တော့ငါပစင်ငါအိုက်နဲ့ငါချောင်းပေါက်လေးတွေကိုပဲစားလို့ရှိကြပါတယ်ခုတော့ area မြကြီးထက်မှာလျှက်စစ်နဲ့ short တိုက်ပြီး ငါဖမ်းလာကြလို့ကျုပ်တို့ရဲ့အစာတွေရှားပါလာတယ်။ခုဆိုကျုပ်တို့အစာရှားဖွေရတာခက်ခဲလာတယ်။ဒါကြောင့်ကျုပ်တို့လည်းတစ်ခါတည်းရံမှာတန်ငါတဲ့တချို့နဲ့စုပေါင်းဆက်ပေါင်းငါဖမ်းရလို့တာပေါ့ဗျာ။တမဝါယမစနစ်လို့ပေါ့နော်။ဟာမကြီးနဲ့ကျုပ်တကယ်ပြောနေရ။ကျုပ်တို့နဲ့ဝေစားမြစားသမဝယမစနစ်လိုတွေ့ပြီးစုပေါင်းဆက်ပေါင်းငါးဖက်နေတဲ့တွေရှိတယ်။ကြုံမမိတလို့ဆိုရင်စင်ကျွန်းရွာကရေလုတ်သား တက်ငါတဲ့ဥမောင်လေးဗျ။နောက်ပြီးမြစ်ကန်ကြီးရွာကရေလုံသားညီနောင်ဖြစ်တဲ့ကိုကိုနဲ့ညီညီနဲ့ဦးဗျ။နောက်ပြီးတွန်နေသိနေတဲ့ချင်းတွေဆိုလုံးလို့ကိုတွန်တေးလို့ခေါ်တဲ့စိန်ပန်းကုန်းရွာကရေလုံသားလေးဗျ။ကဲနဲလားကျုပ်တို့နဲ့တွေ့ပြီးစုပေါင်းဆက်ပေါင်းတမဝယံမစနစ်လို့ငါဖက်နေတဲ့သူတွေကဘာမှာတခုတည်းသောလူနဲ့တရိတ်ဆန်အတူရှင်တွဲပြီးအခုလိုတမဝိုင်းမှာစနစ်နဲ့ပူပေါင်းဆောင်ရွက်တာဒီမြန်မာနိုင်ငံမင်းခွန်းနဲ့ကြောင်မြောင်ချာဒေသတခုထဲမှာပဲရှိတယ်။ တောက်တာတောက်တာတောက်ဟောဟောပြောရင်ဆိုရင်ကြားလာအဲ့ဒါချုပ်ကိုခေါ်နေတဲ့အတန်ပဲခမရာချုပ်နဲ့လိုက်ခဲ့လေဘုဒ္ဓတာရတာပေါ့ချုပ်ကိုခေါ်နေတဲ့တန်ငါတဲ့ကြီးစီသွားရသွားကြရအောင်အားလုံးအားလုံးသွားကြမယ်ဟဲ့ချုပ်ကိုခေါ်ရဲစီသွားကြရင်နဲ့ချုပ်တို့နဲ့တန်ငါတွေရဲ့အကြားကတမဝရမစနစ်လိုတဦးနဲ့တဦးဘူးပေါင်းဆောင်ရွက်ပုံအကြောင်းရှင်းပြသွားမယ်ခမရာရဲ့ဆက်လေးကိုဖြည်းဖြည်းမောင်းခိုင်းဆက်လေးပေါ်မှာငိုင်းမိနေတဲ့အောင်ချုပ် ခမားဆက်လီပြီးခက်ခခွာကနေရှင်ကူးရင်နဲ့ရှင်းပြသွားမယ်တောက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 ်တဟောခမားကြလားအဲ့ဒီတောက်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 ဆိုတဲ့အတန်ကတန်ငါတဲ့လေးထိတ်နေရန်ကို အရှိတပီလောက်ရှိတဲ့အဖျားရှူးချုံကျွန်းသားချောင်းလေးနဲ့စီးချက်ညင်ကြီးခောက်နေတဲ့အတန်ပြဒီအတန်ဟာကျုပ်ကိုခွန်နေတဲ့အတန်ဒီအတန်ဟာကျုပ်ကိုခွန်နေတဲ့အတန်ပဲဒီခောက်တဲ့အနေအညစ်ပေါ်မူတည်ပြီးဘသူကိုခေါ်ရဲဆိုတာကျုပ်တို့ AR လပိုင်တွေရာသိတယ် ခုလိုစီးချက်ညီညီတန်းစင်မမှန်လေးခောက်နေရင်ကျုပ်ဆိုတဲ့ဘိုးထောင်ကြီးကိုခေါ်တာဒီထက်မြန်မြန်ခောက်နေရင်ကျုပ်တငယ်ချင်းကျွဲပေါက်ကြီးကိုခေါ်တာခောက်တဲ့စီးချက်တန်ဟာတိတ်ပြီးနေလို့နေရင်တော့နဲ့ထဲမဆိုနဲ့ထဲမဆိုတဲ့လပိုင်မကြီးကိုခေါ်တာကျုပ်ကိုခေါ်ရင်ကျုပ်ရဖွဲ့သားတွေ၄၅၆កောင်လောက်ပါလာတက်တယ်လို့သူတို့ကိုခေါ်ရင်လည်းသူတို့ရအဖွဲ့သားတွေ၄၅၆កောင်လောက်ပါလာတက်ကြတယ်တကယ်တော့ကျုပ်တို့ကအဖွဲ့ကောင်းဆောင်နေပေါ့ဗျာ ဲ့ဒါလို့တငါတဲ့ကခွင်ချုပ်တို့အလုတ်ကရောက်ရအရက်ကနေခေါ်တဲ့တငါတဲ့စီကိုချုပ်တို့အမိကိုအပြားလိုက်ထောင်ပြီးကူးသွားတယ်။တငါလေးရဲ့ခလန်းလန်းမှာအဲ့ဒီတို့အမိအပြားလိုက်ထောင်ပြပြီးကူးနေလို့ရှိရင်တငါကချုပ်တို့ငါရှာပြီးသူ့စီခြောက်ပြီးတော့မယ်ဆိုတာသိလို့ချုပ်တို့ခေါ်ရကိုလိုက်လာတယ်။ငါဖယ်ရမယ့်နေရာရောက်ရင်အမိအပြားလိုက်ထောင်ပြီးကူးနေရကနေချုပ်ကအမိကိုတက်တက်ထောင်ပြပြီးဘယ်ညာရမ်းပြလိုက်ရင် အသည့်အနေထားရှိနေတဲ့လေဘဝတငါကကိုုံကိုပြင်ချလိုက်တယ်ပြစ်ချလိုက်တယ်အဲ့လိုကိုုံပြစ်လိုက်ရင်ကိုုံဘေးပက်လက်မှာတွဲထားတဲ့ခဲသီးတွေနဲ့ရိုက်မိတဲ့ငါတို့ကျုပ်တို့အဖွဲဝုံတိုင်းကျဲပြီး၆လိုက်လို့ဖြစ်ပေါ်လာတဲ့လိုင်းတန်ကြောင့်မှုန်းနေတဲ့ငါတို့နဲ့ကိုုံထဲမမိတဲ့ငါတွေကိုကျုပ်တို့ကစားတောက်လေးရှိတယ်တဟာကျုပ်တို့လက်ပိုင်းတွေအတွက်အလွယ်တကူအစာရနိုင်တဲ့အပြင်တငါးတွေအတွက်မှလည်းငါဖျက်ရလွယ်ကူနေလို့ဒီနေ့အထိတချို့နေရာတွေမှာ လပိုင်နဲ့တငါစုပေါင်း၅ဖန်တာခိုင်မြဲနေတယ်။ခုလိုကျုပ်တို့နဲ့တငါတဲ့တို့ပေါင်းဆက်ပြီး၅ဖန်ချတာဟာတနည်းအားဖြင့်လူနဲ့တရိတ်ဆန်တို့ရဲ့တမဝယမလုပ်ငန်းတစ်ခုလို့ပြောရင်လည်းရတယ်။အဦးနှစ်ဖက်အကျိုးရှိချတာကိုဗျ။ဟောစကားတပြောပြောနဲ့ကျုပ်ကိုခေါ်တဲ့တငါတဲ့လေးကိုတော့မြင်ရပြီ။ခမားဟိုးဟိုကန်းစက်ကကိုကိုပင်ကြီးအောင်မှာဆက်လီခဏနိုင်စောင့်နေ။ကျုပ်တို့အဖွဲသူတို့ကို၅ရင်း၆ပီးလိုက်အောင်မယ်။ ပြီးမှမင်းကြီးတိခင်ဗျားတို့လိုက်ပို့ရင်ကျုပ်တို့အဖွဲ့လှုပ်ရှားရှိကြလေးလှုပ်အောင်မယ်ခဏလေးနော်ဒီညားတွေကပဲစောင့်နေကျုပ်တို့တငါတယ်နဲ့အလုပ်လုပ်ပြီးပြီဗျဝါဒီလဲဆွဲခဲ့ပြီးပြီတခါတလေကြတော့လေခင်ဗျားတို့လူတွေကိုစိတ်ကုန်နေဗျာအုံနှောင်မရှိကြဘူးဗျရွှေဥဥတဲ့ငန်းကိုတက်ပြီးရွှေဥရှာနေကြတယ်အဲ့ဒီလိုငန်းလိုတက်ပြီးရွှေဥယူရင်တလုံးမရမှာပေါ့ဗျာဟော်ရီအေရီမြစ်ကြီးကနေနစ်စင်ငါးတွေပုံမှန်ထုတ်ပေးနေတာကိုအားမရနိုင်ပဲ တခါဖမ်းရင်များများရအောင်လျက်စစ်နဲ့ shot တိုက်ပြီးငါးရီဖမ်းလာတော့ခုဆိုအရာရီမြကြီးထဲမှာငါးရီရှားလာပြီလေအရင်ကကျုပ်တို့နဲ့ကိုတငါးရီတခါတခါပူးပေါင်းပြီးဖမ်းရင်ကျုပ်တို့စားတာအလွတ်တငါးတွေတစ်ချိန်တစ်ချိန်ဖမ်းရင်ငါးအချိန်တစ်ဆယ်လောက်ရကြတယ်ခုအဲ့ဒီလောက်မရကြတော့ဘူးငါးဘိတ်တာလောက်ပဲရကြတော့တယ်ခမားတို့လူတွေလုပ်ဖို့မဟုတ်သေးဘူးနောက်ပြီးခမားတို့အရာရီမြကြီးရဲ့အထက်ပိုင်းမှာရွှေတွေတူးချရာကနေထွက်လာတဲ့ ဓာတုပစ္စည်းတို့ဆက်ပြောင်းရင်မှာတုံးတဲ့ပိုးသက်ဆူတွေကြောင့်လဲငါးမျိုးစိတ်နဲ့ငါးတွေရှားပါကုန်ပြီကြာရင်ကျုပ်တို့ပါစမုံတုံးမဲ့တဲ့ဘောရှိတယ်ပြီးခဲ့တဲ့နှစ်ကုန်အထိကျုပ်တို့ AR လက်ပိုင်းစုစုပေါင်းကောင်ရင်ဟာ69ကောင်ပဲကျွန်တော်ရာကနေရှင်နေရအက်ကလူထွေဗျာဒီနှစ်စမ်းပိုင်းမှာတကောင်သေးသွားလို့ခု2018ခုမလဆန်းအထိဆိုရင်ကျုပ်တို့အားလုံးစုစုပေါင်းမှ68ကောင်ပဲကျွန်တော်တယ်ဒီကြားရဲပြီးခဲ့တဲ့၄-၅လလောက်က စိုးရတဲ့ဖြစ်ရတကူမင်းကွန်းဒေတာနာမှာဖြစ်သွားခဲ့တယ်။ငါးတွေကိုလျက်စင်းနဲ့ short type ဖမ်းရကနေချုပ်တို့ ARE လပိုင်မိုက်လေးတကောင်တက်လိုက်ပြီးတီးသွားခဲ့တယ်လေ။ကိုဝင်ကြီးနဲ့မို့သက်ဆိုင်ရာ WCS တာဝန်ရှိသူတွေကဘိုက်ခွဲစစ်ဆေးကြည့်တော့အမွာဘူးလေးနှကောင် တွေ့ရတယ်တဲ့။ဘလောက်ရှင်နာဖို့ကောင်းလဲ။ခမားတို့လှုပ်လူတွေလှုပ်ပုံ ပြောပါတယ်။ဒါကြောင့်ဒီကိစ္စတွေကိုအထက်လူကြီးတွေနဲ့ WCS တန်းကထိန်းသိမ်းရေးကတာဝန်ရှိသူတွေတိဖို့အတွက်ကျုပ်လည်းခင့်မြအောင်လို့ဒီနေ့ဆန္ဒဖော်ထုတ်သွားမှာပါ။ ခုခင်ဗျားတို့လိုက်ပို့ရင်းနဲ့မင်းငွန်းစိတ်ကမ်းမှာစိုက်ကတ်ထားတဲ့တာငါထင်းသိမ်းရဲ့အဖွဲမတော်နဲ့အနီးဆုံးမြစ်အတွင်းတနင်္လာကနေအခုပါလာတဲ့ကျုပ်တို့အဖွဲဝင်တွေကကမ်းပေါ်ကပြည်သူတွေနဲ့တာဝန်ရှိသူတွေမြောင်လို့ရေထဲမှာခုံပေါက်ကွိကွိကွက်ကွက်တွေအော်ဒိုင်းပင်တွေအစွမ်းကုန်ထူပြတဲ့ performance တွေနဲ့ဆန္ဒဖော်ထုတ်သွားကြမှာပါ။ဗျာမကြရဘူးဗျ။ပြန်ပြောပြပါအောင်။ဘေးကဖြတ်သွားတဲ့ဆက်လီတန်နေစုနေလို့။ကြားပြီးကြားပြီးပြော။မင်းတို့ကဘာတွေဆန္ဒဖော်ထုတ်ကြမှာလဲ။ ဟောဗျာကျုပ်တို့မှလည်းဆန္ဒဖော်ထုတ်ရမယ့်အချက်တွေရှိပါတယ်ဗျဒါနဲ့ကျုပ်ကိုလည်းခင်ဗျားနဲ့မိတ်ဆက်ပေးဦးမယ်လေးဗျဟာကိုကိုလက်ဆင်မြောင်ကြားဘူးတာဗောဗျာဟိုတလော်လေးကကျုပ်တို့စီကိုလေ့လာရေးလာတဲ့အဲ့လန်းညွန်ကိုညံချက်လေးမတော်ပေါ်မှာသူ့မိတ်ဆွေတွေကိုပြောပြနေတဲ့တိရစ္ဆာန်လေးတွေအကြောင်းရေးတဲ့စိုက်ဆံမဟုတ်လားကြားဘူးလေကြားဘူးလေအတော်ပဲဗျာအခုလို့ခင်ဗျားနဲ့ဆုံတော့ကျွန်တော်တို့ကိုတခုကူညီစမ်းပါဒီနေ့ခင်ဗျားနဲ့ကျုပ်တွေ့ဆုံပြီးပြောခဲ့ဆိုခဲ့ကြတာလေးတွေကို ခမားကဝိထုတိုလေးတစ်ပုဒ်ဖြစ်ရေးပြီးခမားတို့စီကနာမည်ကြီးမြက်ကစင်းတိုက်စီတိုက်စီကိုပုတ်ပေးစီချင်ပါတယ်။အဲ့ဒီမြက်ကစင်းကြီးမှာချုပ်တို့အကြောင်းရေးထားတဲ့ဝိထုတိုလေးကိုဖော်ပြခင်ရမှာလဲဖော်ပြမှာလဲမြန်မာနိုင်ငံအနှံ့ကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေချုပ်တို့ AR လက်ပိုင်းတွေအကြောင်းဗဟုသုတတိုးပါလာကြပြီးချုပ်တို့မျိုးဆက်တစ်တွေကိုထိန်းသိမ်းလို့တဲ့စိတ်ဓာတ်လေးတွေကိန်းအောင်လာကြမှာပေါ့ဟုတ်တယ်ဟုတ်ကောင်းစင်ဝိထုကောင်းစင်ကိုဘယ်လိုပြရမလဲဟုတ်လားစာဖတ်ပရိသတ်စိတ်ဝင်စားမယ့်ကောင်းစင်တစ်ခုကိုရွေးလိုက်ပေါ့ဆရာကိုကိုလက်ရဲ့ ခုကျွန်တော်ခင်ဗျားတို့ရုပ်ရှင်လောကကိုကိုင်းလို့သွားတဲ့ရုပ်ရှင်ကားနာမည်လေးတစ်ခုကိုတော့ကျုပ်ကျိတ်ပကျိတ်သားဗျမြစ်ထဲဖြတ်သွားဖြတ်လာလုံးနေတဲ့ဆက်လီတွေပေါ်မှာပြောဆိုနေတဲ့အတန်တွေကြားမိလိုက်လို့ပါဗါတယ်မူဒရာခေါ်တဲ့ဆိုလာတရင်ငိုင်လုံးမှာပောက်သွားခဲ့တဲ့ဒီရုပ်ရှင်ကားရဲ့နာမည်လေးကိုကြိုက်လွန်းလို့ကျုပ်တို့အကြောင်းရေးမဲ့ဝိတ္ထုလေးကို Airwadi Dolphin Colin လို့နာမည်ပေးရင်ကောင်းမလားလို့စဉ်းစားမိတယ်။နေုံနေုံအဲ့ဒီနာမည်ကတိတ်ညားရှိနေမလားဒီလိုလို့ဗျာ ိုတိုနဲ့လိုရင်းဖြစ်သွားအောင်ကျုပ်တို့ရဲ့ဝတ္ထုလေးကိုခေါ်တန်သခေါလို့တာပြလိုက်တော့ကဲကဲဟောဟောမြေစိတ်ကမ်းပေါ်ကလူတွေတွေ့နေတော့သားငဲ့ထင်းသိမ်းကြီးကတာဝန်ရှိသူတွေပါတဲ့ WCS မော်တော်လေးလဲမြင်နိုင်တဲ့ဒီတောင်ဆက်လင်းသာရင်းနေတဲ့အပိုင်းတွေကနေပဲကျုပ်တို့ AR လပိုင်းတွေရဲ့ကွိကွိကွက်ကွဆန္ဒဖော်ထုတ်တန်တွေနဲ့အတူ performance ဖြစ်တိုင်းမြင်အစွမ်းနေပြပြီးဆန္ဒဖော်ထုတ်လိုက်ပြီပြို့ခင်ဗျားကြည့်လိုက်တော့ကမ္ဘာပေါ်မှာတနေရာတဲတာအများဆုံးရှိပြီး မျိုးသုံးပြောက်ွယ်လုံဒီပါဖြစ်နေတဲ့ကျုပ်တို့ AR လပိုင်းတွေမျိုးမတိုးစင်ရေဒိုရေဒိုရေ AR မြကျင်းအတွင်းဓာတုဈေးနဲ့ပိုးသက်ဈေးတွေပါတဲ့စွန့်ပြည့်ရေတွေမစွန့်ပြည့်ရေဒိုရေဒိုရေ AR မြကျင်းအတွင်းလျှက်စစ်နဲ့ short တိုက်ပြီးငါဖမ်းဆီးတာတွေရက်စဲရေဒိုရေဒိုရေ Google ဆက်ပြောင်းဂျာမနီနိုင်ငံမှကမ္ဘာသို့ထုတ်လွှင့်ခဲ့မှုသည် AR လပိုင်းမြရှိအမှတ်တမ်းပရီယိုခွင့်နဲ့ 2013ခုနှစ်ဇူလိုင်လ1ရက်နေ့ထုတ်မန္တလေး Voice Channel မှာမဲတင့်ဤသတင်းဆောင်မများကိုချစ်ရှုဖတ်ရှုမိပြီးနောက်မိမိကိုမိမိ AR လက်ပိုင်းဘိုးထောင်ကြီးအဖြစ်ခန်းစားရေးဖွဲ့ခဲ့ပါသည်ကျွန်တော်လေးဒီဝိထုလေးဖတ်လိုက်တဲ့အခါကျတော့လေမမတ်ထင်ထင်ဖြစ်သွားတဲ့စာချောင်းလေးတစ်ချောင်းက2018ခုမက်လဇန်အထိဆိုရင်တဲ့ကျုပ်တို့အားလုံးစုစုပေါင်းမှ68ကောင်ပဲကျန်တော့တယ်တဲ့ ဲ့ဒါဒါဆိုဒီဝိတုက2018ဝင်းကျင်မှာရေးတာဆိုတော့အခုက2025ဒါဆိုရင်2018ကတော့68កောင်ဗျာအခု2025မှာ AR လက်ပိုင်းနေဘယ်နှကောင်ရှိသေးလဲမသိတော့ဘူးเนาะသိချင်လိုက်တာဒါကတော့ကျွန်တော်ရဲ့မှတ်ချက်လေးပါအခုလိုအချိန်ပြင်းနာဆင်ပြီးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရစေ။အားလုံးပဲဘေးရန်အပေါင်းကင်းဆင်ပြီး ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာကျွန်တော်ကတော့ဒေါဖင်ပါ